1 minute 1 sentence program တွေကျူးစွာပါတယ်။ Okay ဒီတစ်ခါလည်းအပြောင်းလဲလေးပေါ့လေ။ဆိုတော့အာဒီရပိုင်းတွင်ကျွန်တော်ကလည်းဒီအချစ်စာကြောင်းတွေကိုပဲအာရုံကျနေတယ်ဆိုတော့ Okay ကျွန်တော်ရွေးထားတဲ့စာကြောင်းလေးပေါ့လေ။တတ်တက်ခဲ့ဘူးတဲ့အမျိုးသမီးကြီးတွေမှန်တယ်များကျွန်တော်တို့တစ်ခုမဟုတ်တစ်ခုပညာဖေးကျင်ခဲ့တာကြီးပဲ။ဆိုတော့ကဲဟိုမြမစာလေးရရောနော်တိတ်ပြီးတော့ဟိုဟာခက်ခက်ခဲခဲမဟုတ်ဘူးဆိုပေမဲ့လည်းခက်ချင်လည်းခက်လို့ရတာပေါ့နော်။ဆိုတော့ကျွန်တော်တို့အင်္ဂလိပ်စာက မြန်မာသားလည်းသိတာဘူးလို့တော့ဆိုတော့အရင်က subject ကိုကျွေးရတယ်ဗျာပတ်သက်ခဲ့မှုတဲ့အမျိုးသမီးကြီးတွေပန်သမျှအဲ့အဲ့တတွဲလုံးအ subject ပဲဒါဆိုရင်ကျွန်တော်တို့ကဟိုအမျိုးသမီးကြီးတွေဆိုတာကိုကျွန်တော်တို့ဟိုရင်းကြီးကြီးလေးပေါ့ lady ပေါ့မျိုးသမီးကြီးဆိုတော့ lady ပေါ့ဟုတ်ပြီနော်အဲ့လိုမျိုးလေးပေါ့အများကြီးဆိုတော့ one job ies ပြောလိုက်ပေါ့လေကြီးဆိုတော့ကျွန်တော်တို့အသက်ကြီးတာကိုပြောတာပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့အဲ့လိုအမျိုးသမီးကြီးတွေဆိုတော့ကျွန်တော်တို့ကဒီလိုပြောလိုက်အားလုံးအမျိုးကြီးအမျိုးသမီးကြီးတွေအားလုံး ် AL on နဲ့ကျွန်တော်ရေးလိုက်ဟုတ်ပြီနော် all the old ladies all the old ladies ဆိုတော့ရှင်လေးရကျွန်တော်တို့နောင်တလုံးရဲ့ရှေ့မှာအကြည့်ကြည့်ရှိနေတယ်ဗောနော် ladies ဆိုတာအမျိုးသမီးကြီးတွေဘယ်လိုအမျိုးသမီးကြီးတွေလဲအသက်ကြီးကြီးဆိုတော့အဲဒီရှေ့မှာရှိရဲ့အကြည့်ကကဒီနောက်ကနောင်ကိုကျွန်တော်တို့ထူးထူးလိုက်တာဖြစ်တယ်။ဒါ all the old ladies ပြီးမှ အဲ့ဒီအမျိုးသမီးကြီးတွေအားလုံးကဘာဖြစ်လဲကျွန်တော်တီကျွမ်းပတ်သက်ခဲ့တာဖြစ်တဲ့အတွက်ကြုံဖို့ရင် ever မကြုံဖို့ရင် never ပေါ့ဗျာပုံမှန်ဆိုရင်တော့ကျွန်တော်တို့က present perfect tense နဲ့ရေးရမှာပေါ့အခုကျွန်တော် past tense နဲ့ရေးပြလိုက်အဲ့ဒီအမျိုးသမီးကြီးတွေကိုကျွန်တော်ကတီးခဲ့ကျွမ်းခဲ့ကြုံခဲ့တာဖြစ်တဲ့အတွက် နောက်ကနေ subject နဲ့ verb နဲ့ရေးရတယ်နော် i ever knew ဒါ grammar မှာကျွန်တော်တို့ noun တစ်လုံးကို share နေအထူးပြုတယ် ဟုတ်ပြီနော်ဒါမှ ladies ကိုရှေ့ရ where the o ကရှေ့ရနေချူပြူတယ်အခုဒါမှ subject နဲ့ of ကကျွန်တော်တို့ clause ဖြစ်သွားပြီဒီရှေ့ရကျွန်တော်တို့ဒီ noun ကိုလာပြီးတော့ချူပြူတယ်ဟုတ်ပြီနော် noun တလုံးကို noun ကနေ subject နဲ့ of နဲ့ချူပြူတော့ကျွန်တော်တို့ဒီကောင်ကို adjective clause ကိုကျွန်တော်တို့ပြောရမှာဖြစ်တယ်ဆိုတော့ဘာသာပြန်လိုက်မယ်ဆိုရင် ever ကကြုံဘူးတယ်ဟုတ်ပြီနော်ကြုံဘူးပတ်သက်ခဲ့ဘူး all the old ladies i ever knew ျွန်တော်ဂျုံခဲ့ပတ်သက်ခဲ့ဆက်ရွယ်ခဲ့အာဟုတ်ပြီနော်ပတ်သက်ခဲ့ပြီးတော့မြို့သမီးကြီးတွေပန်တမြအဲ့တွဲလုံးအောင်မှာကျွန်တော်တို့ကပြန်ပြီးတော့ subject ပြန်ဖြစ်သွားတယ်ကျွန်တော်ကိုတစ်ခုမဟုတ်တစ်ခုပညာပေးခြင်းခဲ့တာကြီးပဲသွားခြင်းနဲ့လာခြင်းနဲ့စားခြင်းနဲ့တောက်ခြင်းနဲ့1 2ကိုတုံးမယ်ခဲဆိုတော့ကျွန်တော်တို့က past tense တုံးမယ် wanted to သင်ကြားတယ်သင်ကြားပေးတော့ဗျာတင်နေဆိုတာတော့ကျောင်းဆရာယူစာတင်မှာ teach မဟုတ်ဘူးဟုတ်ပြီနော် အဲရှစ်ပြဿနာတွေအဲနော်ဒါဒါမျိုးကြီးဆိုရင် teach ပဲဝေဒနာတွေပေးရင်လည်း teach ပဲပေါ့ဗျာကိုပညာပေးတယ်ပေါ့တခုခုဆိုတော့ပါ something ပေါ့ဗျာကဲဒါရအားလုံးပြန်ကြည့်လိုက်မြင်ဆိုရင် all the old ladies i ever knew wanted to teach me something ရမလားမသိဘူးပတ်သက်ခဲ့ဘူးတဲ့အမျိုးသမီးကြီးတွေဖန်တယ်ဗျာကျွန်တော်ကိုတခုမဟုတ်တခုပညာပေးခြင်းခဲ့တာကြီးပဲ all the old ladies I ever knew wanted to teach me something.